ဝိုင်းပြီးတော့ကြောကြရတယ်ဟိုကမန်နေဂျာတော့ကြောပဲဖင်ပြောင်းကြီးချောက်သွားနေငါတော့ငါတော့ MNDA ရဲ့စနိုက်ပါအဲ့ကလေးကမီတာ၄00လောက်အထိဟိုဟိုပြစ်နိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်မီတာ၄00တချို့အဲဆိုမီတာ9000လောက်အထိပြစ်နိုင်တယ်အဲ့ င်္ဂလာပါရောင်ပြည်သူအမှန်မတို့တန်းစီစဉ်ကနေပြန်ပြီးတော့ကြိုဆိုပါရယ်ဗျမင်္ဂလာပါဘူးမင်္ဂလာပါအဲမင်္ဂလာပါတော့ဒီနေ့ဒါသတင်းတွေကတော့ရှိတာပေါ့အများကြီးပဲသတင်းထူးတွေပေါ့နော်အဲသတင်းထူးတွေတည်းကမှဒါဘုံမူကဘလို့အကြောင်းအရာမျိုးအဲရွေးချယ်ထားတယ်လဲပြီးရင်တရားနဲ့ပတ်သက်လို့ဘာတွေတုံ့သက်ခြင်းဘလို့အကြောင်းအရာမျိုးရွေးချယ်ထားလဲဆိုတော့ तू ကဟာဘာပြောလဲဆိုတော့ဆုံးရှုံးထားတဲ့မျိုးတွေပေါ့ မรู้လေဘรู้ရဲ့သုံးတယ်အစ်စ်တို့ပေါ့ခုန်ခုကောင်အစ်စ်တို့ပေးမိတောင်းမမိရာ तू ကဘာပြောလဲဆိုတော့ဒီဟိုဟာပေါ့ဆုံးရှုံးထားတဲ့မြို့နယ်တွေဆုံးရှုံးထားတဲ့နယ်မြေတွေကိုရအောင်ပြန်တိုက်နိုင်မယ်ဆိုလို့ရှိရင်အဲ तू ကဟိုဘွယ်တူးဂုံတူးတိုက်ပေးနိုင်တဲ့ကောင်တွေတိုက်ပေးနိုင်တဲ့ကောင်ဘွယ်တူးဂုံတူးချင်းမြင်မယ်ပေါ့နော်အဲ तू အဲ့လိုအဲ့လိုမျိုးပြောတာအဲ့လိုမျိုးပြောတော့ तू ကဟိုတော့ကဘာနဲ့တော့တူနေလဲဆိုတော့ तू ကဟိုလေး ဘာလဲဒီဘရင်ကြီးကိုအဲ तू आ ပြောတော့မယ်ကိုကိုပြောဝိဆုံတဲ့ကိုကိုပြောဝိဆုံဆေးပေးတယ်လို့ပဲတဲ့ဘရင်ရဲ့ချက်ဝဲတသားတွေဟိုဟာဖြစ်ပြီးတော့မှဒါဟိုကိုကိုပြောဝိဆုံဘရင်တဲ့ဒါကိုပြောဝိဆုံလှုပ်လာပါတယ်ပေါ့အဲလှုပ်လာပါတယ်ပုံစူလာလာပြီးတော့ဆက်ကတ်တာပေါ့လာပြီးကတ်တဲ့ခါကျတော့ तू လက်ထဲမှာဘာမှမပါဘူးမပါတော့ तू ဒါဘရင်ကမင်းတို့ကိုပြောဝိဆုံငါလည်းမမြင်ရပါလားဒါဖုံးကန်အဲဖုံးကန်နဲ့ ဒါဖုံးကန်နဲ့တမာတိနဲ့ပြည့်စုံတဲ့လူဆိုရင်မြင်ရပါတယ်ဆိုတော့ဟာကောင်းလိုက်တာမင်းတို့ဝိဆိုမင်းကဘာမှမပါဘူးဟာမပါဘူးဂျင်းဂျင်းထဲတာဂျင်းထဲတာဘာမှမပါဘူးဘာမှမပါတော့ဟိုကအဲ့ဒါနဲ့အေးအဲ့ဒါဆိုပေးတဲ့ကွာမင်းတို့ဝိဆိုဆိုပြီးတော့မှဒီဘာမှမရှိဘူးဆိုတော့လေ तू တိတယ် तू 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 ဖုံးကန်မရှိဘူးလို့ပြောကမ်းမှာလေကြောက်ပြောခံမှာဆိုလို့အဲ့ဒါနဲ့ तू ကကောက်ဝဲတယ်အဲဝဲလိုက်ပြီးတော့မှအကုန်လုံးချက်ဝဲတဲ့ဓာတ်ကြီးချွတ်လိုက်ရတာဗောချွတ်ပြီးတော့မှ အဲ့ဒီလေဝဲဆိုရင်ဝဲလိုက်တော့ဝဲလစ်စလီကြီးဖြစ်နေတော့ညာအဲ့ဒါကြီးနဲ့ဆိုတော့မူဒီအောက်ကကောင်တွေထက်ပြီးမြောက်ပေးတယ်ဘင်းဒါတဲ့ဒါတိုင်းကလှည့်လဲမယ်ဆိုရင်ပို့ပြီးတော့မှတင့်တော့ပါတယ်ဘောဆိုတော့အဲ့ဒါနဲ့အဲ့ဒါကြီးနဲ့ဆိုတော့ဆင်မော်တက်ပြီးတော့မှတိုင်းကလှည့်လဲတိုင်းကလှည့်လဲရောသူကတိုင်းသူပြည်သားလူတိုင်းသူပြည်ပြည်သားတွေကိုလည်းသူကဘာပြောလဲဆိုတော့မင်းတို့ဘင်းဝဲထားတဲ့ဝဲဆုံကိုဒါမင်းတီလာတမာတိရှိတဲ့လူဆိုရင် မြင်နိုင်တယ်ဆိုတော့ဟိုကကောက်ကောက်ကောက်ပြီးတော့မှဥချကြတာဘောကတော့ကြတော့ဟာဘင်းကြီးရဒီဝိဆုံနဲ့ လိုက်ဖက်ပါတယ်ဆိုပြီးတော့မှသိရဝိုင်းပြီးတော့ကရော့ကြတယ်ဟိုကမန်နေဂျာတော့ကရော့ပဲဖင်ပြောင်းကြီးချက်သွားနေငါတော့ငါတော့အခုလေအခုလေအဲ့တိုင်းပဲ तू ကလေးလေးပြစ်တာပေါ့နော်လေးလေးပြစ်တာလေးသူလေးနဲ့ဘွဲတွေပေးမယ် तू ပေးတဲ့ဘွဲကလည်းညီလေးကအမန်မန်တကယ်ပြောရမယ်ဆိုရင်ဘာမှကိုတကယ်အည်ချင်းရှိလို့ရတဲ့ဟာမဟုတ်ဘူးကိုတို့ဒီသုံးသက်ချက်တွေမှာလည်းပါတယ်ဘာဘလို့ကြောင်းပေးတယ်ဘလို့ကြောင်းပေးတယ်ဆိုတော့အမပဲလို့ဝေတယ်လို့တန်းစီပြီးတော့ဝေတဲ့ ပုံစံမျိုးရောက်နေပြီအဲ့တော့သူအောက်ကလူကြီးတိုက်လို့ခိုက်လို့သိမရှိတော့ဘူးမရှိတော့ဘူးမရှိတော့ဘဲနဲ့ဟိုဝယုံသုံးကားဖြစ်နေတဲ့ဟာကိုမင်းတို့ရလို့ရှိရင်ငါဟိုဟာဖြစ်ပေးမယ်မင်းတို့ယာဒူးယာဒူးလဲတိုးပေးမယ်သူပြောတာအစင်တိုးပေးမယ်ယာယာဒူးတိုးပေးမယ်ဒီဘွဲဒူးကုံလူဟိုချီးမြင့်မယ်ပေါ့နော်ချီးမြင့်မယ်ဆိုပြီးတော့မှဟိုဟာဖြစ်တတ်တာဒီတောင်ခမ်းတောင်ခမ်းလို့ပေါ့တောင်ခမ်းမှာဟိုဟာဖြစ်တော့ကပြီးရင်နတ်တန်ငွင်းကအဲတက်ကြည်တယောက်နဲ့စီကျူကြီးတယောက်နဲ့တူတယ်သူကတူရပွဲ့ အဲသူရဘွယ်ရတဲ့အကြောင်းကိုပြောပြောထားတာမေးမြန်းထားပါညာလေတွေ့တယ်ဟိုမမဟိုဘောမတွေမေးထားတာပေါ့သူကညီလေးကဟိုဟိုတနလေလေဝစ်စုံလိုပဲတီလာတမာတိရှိတဲ့လူလည်းမရှိဘူးเนาะဝစ်စုံသွားတဲ့တကယ်မရှိဘူးအဲ့တော့ဒီဆုံးချုံသွားတဲ့နေမြေတွေကိုပြန်ပြီးတော့တိုက်ယူနိုင်တဲ့အရင်ချင်းရှိတဲ့ကောင်လည်းမရှိဘူးအရင်ချင်းရှိတဲ့ကောင်ရှိခဲ့ရင်တော့မပဲထားအောင်အဲ့လောက်ထိပြောလို့ရှိရင်တို့ကအရင်နာသွားမှာဆိုလို့တရားငါတို့ ်ခေါင်းမှာအီရှင်းမရှိလို့ပြောတာလားအီရှင်းရှိတဲ့ခေါင်းဆောင်ရှိတဲ့ထောင်းဘယ်မှာလဲနောက်လိုက်ဟုတ်တယ်ဟုတ်လားကာဒီလို့ပြောရရင်တော့မင်းအင်ဂျင်ဘယ်လောက်ကောင်းကောင်းဘိန်းမှမရှိတဲ့ဘလို့သွားလို့ရမှာဘိန်းရှိပါပြီတဲ့မင်းစီမမထည့်နိုင်တာဘလို့သွားလို့ရမှာစီထည့်နိုင်မှာပြီမင်းစီရတိုင်းမရှိဘူးနောက်က drive လုပ်မဲ့ကောင်းကဟိုမဖြစ်တဲ့အတွက်ဘလို့မှဒီနေမြေတွေကိုပြန်ပြီးတော့တိုက်ဖို့ဆိုတာတူအောင်တယောက်ကောင်းနဲ့ ဟိုမြန်မာအသင်းထဲကိုရော်နယ်ဒိုဆင်းကန်လို့ဘလို့မှမရဘူးအကုန်လုံးဝယုံသုံးကားတွေဖြစ်ကုန်မှာအပေးယူမမြောက်ဘူးအခုလက်ဒီတိုင်းမှာဒီကူဒွာဖြစ်တဲ့ပါစတွေနဲ့ရှေ့ကဒီစစ်စစ်တိုက်တတ်တဲ့စစ်ဘိုလ်ရှိရှိတယ်ထားအောင်ဒါပေမဲ့ရာဂိုင်းတော့နည်း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 တော့ရှိတယ်ပေါ့နော်ဒါဟိုဟိုဗမော်ကဒီစာက27စာကမူတင်မင်းလက်တို့လို့ပေါ့သူတို့ဆိုရင်ဒါတကယ်ရည်ချင်းရည်ချင်းဆိုတာသူ သူတကူရေတကာရသူတက်ဖွဲ့အသက်ရှင်တယ်မို့အတွက်အယီချင်းကိုပြောတာအဲ့ဒီနိုင်ငံကိုအချုပ်နိုင်တဲ့အယီချင်းတို့ဘာလို့စစ်တပ်ကြီးကောင်းအောင်လုပ်နိုင်တဲ့အယီချင်းမျိုးကိုပြောတာမဟုတ်ဘူးအဲ့ဒါကြောင့်သူအထိပ္ပယ်ကောင်းလဲလွဲမှာဆိုလို့အယီချင်းရှိရပါလေချီကျူးတယ်ချီကျူးတာမဟုတ်အယီအသူတက်သူကြံဖန်ပြီးတော့မွေးတတ်တဲ့စစ်ဘိုလ်တွေရှိတယ်မရှိဘူးမဟုတ်ရှိတယ်ရှိလို့လဲဒီနေ့ဒီချိန်ဒီစကားသားတချို့နေရာတွေမှာကိုယ်တိုက်လို့မရပဲနဲ့ခက်ခဲနေတဲ့နေရာဥမာတောင်ခမ်းလို့နေရာမျိုးပေါ့ဗမော်လို့နေရာမျိုးပေါ့ လိတ်ခဲတဲလဲဖြစ်နေတဲ့ဟာဒီပေါ့အကြောက်ဖြူလိုနေရာမျိုးပေါ့ကြောက်ဖြူလဲဒါလိတ်ခဲတဲလဲဖြစ်နေတာပေါ့အဲမဲ့ तू ကဟိုလိတ်ခဲတဲလဲဖြစ်တာကလည်းဒီလိုပါဟိုဟာကြောက်ရင်မဟုတ်ဘူး तू ရှေ့ကအစင်းစင်းကြော်ဖြတ်ပြီးကမှ तू ကဒီဒီကိုလာတာကိုလာတဲ့ချိန်မှာ तू ကရှေ့တစ်ဆင့်မှာတွေ့ကြုံခဲ့တဲ့ဟာကိုအတွေ့အကြုံကိုသူတို့ဘက်ကအားနေချက်ကို तू က तू ကသူဖော်ထုတ်တယ်ဖော်ထုတ်ပြီးကမှဒါဆိုရင်တော့ငါတို့ဒါပြင်ဆင်ထားမှရမယ်ဒါပြင်ဆင်ထားမှရမယ်နဲ့ပြင်ဆင်ရင်ပြင်ဆင်ရင်နဲ့အဲသူ့နေရာကြတော့အလွှား၄၅တက် ဖြစ်သွားတာပေါ့တလွာပြီးတလွာပြင်ဆင်နေတယ်ပေါ့အဲ့တော့သူ့တက်သူဂျပန်မွေးတတ်တဲ့စစ်ဗိုလ်တွေစစ်တပ်ထဲမှာမရှိမှုရှိတယ်အဲ့တော့ဒီလိုကောင်မျိုးတွေနဲ့သွားပြီးတော့ဟိုဖြစ်တဲ့အခါကြလို့ရှိရင်သူကဒီကောင်မျိုးတွေပြန်ပြီးတော့မှဒီဆုံးရှုံးထားတဲ့နေမြေတွေကိုဒီကောင်မျိုးတွေပြန်ပြီးတော့ယူရင်ယူလို့ယူနိုင်တဲ့အီရှင်ရှိကောင်းရှိနိုင်တယ်ပေါ့ဒါပေမဲ့သူ့စီမှာပါမဲ့သူ့တက်နဲ့ဒီကောင်ကဘယ်လောက်ပဲအီရှင်ရှိရှိဒီချိန်မှာလာပြီးဘရင်တော်ကိုကြော်ထင်တော်တာဆင်းပြီးတော့မှ စကားစားမှစစ်သူကြီးဝင်လို့ပြီးတော့မှဆုံးရှုံးသွားတဲ့လာရှိုးလာတိုက်လည်းပဲဘင်းတော်တယောက်ထဲနေတော့ဘလို့မှမရဘူးကျန်တဲ့အောက်ကလူပါမှာအဲ့တော့အောက်ခြေကလုံးဝစိတ်တက်ပြတ်နေတယ်တကယ်အခက်အခဲကိုဘလို့မှရင်မဆိုင်နိုင်တော့တဲ့အခြေအနေမျိုးရောက်နေအခါမှာ तू ကဒီမလုံးပေးပြီးတော့မှဆွဲခေါ်တာကလစ်ကလေးလို့ပြောရရင်တော့အဘွားပေးမယ်အဘွားပေးမုံကျွေးမယ်ဆိုလို့ပေါ့လူလူကြီးကသူ့အတွက်သူ့အတွက်တခုခုရအောင်လို့အဲဒီဒီစာဆိုဒီစာဆိုရင်ဖေဖေလို့ခေါ်ရင် ဟိုဖြစ်မယ်ဦးလို့ခေါ်လိုက်ဦးလို့ခေါ်ရင်မုံကျွေးမယ်ဆိုတော့ကလေးကဟိုဖြစ်ရတာပေါ့ तू က तू तू လဲသူ့အတွက်မုံရမယ်ဆိုတော့အခုလဲဒီဟိုလောက်နေဒါပေမဲ့ तू ကပေးမဲ့ဘွဲတစိမ့်တွေကဘာမှန်းဒီခြားခြားခြားကောင်နေရသွားခဲ့ရင်ရောဘာမှန်းသူတို့အတွက်ထူးခြားမှုရှိသွားလဲဆိုတော့တာမန်လူတယောက်နဲ့ဘာမှမကွာဘူးပေါ့နော်အဲမေတီတီဟာသူရာရလို့လို့သူရာရလို့လို့ချစ်တတ်မှာတကယ် ဟိုဟာဖြစ်သွားတယ်ချမ်းသာသွားတယ်လူဆိုတာမရှိပါဘူးနာမည်ရင်းလက်ညောင်းတာအဲနာမည်ရင်းလက်ညောင်းတာခေါ်ရတရင်ပိုးရင်ဟိုကိုကိုကိုတရင်ပိုးရင်တော့ကိုနိုင်မဲကိုထဲအော်ရတာပို့ပြီးတော့ဟိုဟိုဟာဖြစ်တာပေါ့တရားသူရတင်အောင်မင်းဦးတို့ဘာတို့လို့ပေါ့ရှစ်လုံးကြီးတို့လို့ပေါ့သူကနာမည်သာအရှိကြီးပြောနေရတာသူတို့တက်ကဘာထူးခြားွားလဲဆိုတော့ဘာမှမထူးခြားပဲနဲ့ဟိုတိတ်မြုပ်ပျောက်ွယ်သွားတဲ့လူတွေလည်းအများကြီးရှိပါတယ်သူကတလုံးနဲ့တစ်ခဲတည်းစူးချီးမြှင့်ဝေရမယ်အဲအခုနောက်ဆုံး average ဘယ်လောက်သတ်မှတ်ထားလဲတော့ဒါတော့ပြန်ပြီးတော့လေ့လာအောင်ပဲပေါ့အဲ့ဒီဟာရှိမယ်ပြီးရင်သူကလစဉ်ဟိုလသားထဲမှာတိုးသွားတာတောင်းကနန်းပါပဲတိမ့်အောင်မရှိဘူးတောင်းကနန်းပဲတိုးသွားတဲ့ဟာနဲ့ဒီဟာပဲရှိမယ်ပေါ့ဒါပေမဲ့ तू तू ပြောလိုက်တဲ့ဟာကိုယုံစားပြီးတော့သွားပြီးတော့နှစ်တိုးချိုးပြတ်သွားတိုက်ရင်တော့အရင်ဆုံးတော့မက်ဆီတူတာမရခင်တော့မက်ဆီတော့အရင်ဆောင်းဆောင်းပေါ့မက်ဆီတော့အရင်ရမှာပေါ့အဲ့တော့ဒီဟာကလည်းဘယ်လို့မှ မဖြစ်နိုင်တဲ့အနေအထားမျိုးလို့မြင်မြင်လို့ရတာပေါ့ဟိုပြီးတော့သူတို့ပေးတဲ့စုတစိတ်ဆိုတာလေလောက်လောက်လာလာမရှိဘူးလေနော်အဲဒီစုတစိတ်ကိုမှတ်ပြီးတော့သွားလုပ်မယ်ဆိုရင်တော့ဟိုဒီဘက်ကတော့အတီကျုံးပါပဲဒါရင်တော့အတီကျုံးပါပဲပေါ့နော်ပြီးတော့ကိုကူကိုအရင်သိဖို့လိုတယ်မင်းတို့ကောင်တွေဘယ်အဆင့်ရောက်နေပြီလဲဘယ်အချိန်နေဖြစ်နေပြီလဲဆိုတာ၄သိဖို့လိုတယ်ပေါ့နော်ပြီးတော့မင်းအောင်လိုက်အနေနဲ့ဒီလိုကြီးထုတ်ပြောလိုက်ရပြီဆိုကနေကိုကမင်းတို့ရဲ့စစ်တပ်ကြီးကဘယ်လောက်ထိဖွဲ့စည်းဖို့ပြတ်နေသလဲဆိုတာမင်းတို့ကိုယ်တိုင်နားလည်ဖို့လိုတယ်ပေါ့နော်အာစစ်သားကွာစစ်တပ်ရဲ့အောင်ဒီလိုပုံစံမျိုးပြောနေရတာလားဆိုတော့ အတွေ့မျိုးကိုယ့်အကိုစဉ်းစားသင်စဉ်းစားသင်လေအဲ့တော့မင်းတို့ရဲ့တာဝန်ဆိုပြီးတော့မင်းတို့ခံယူထားအရင်တော့ဆိုအတအားပြောတာဒီအဲ့တော့စစ်သားပဲစစ်တပ်ရမှာပေါ့ဟဲ့အောင်တေးမှမကြောက်ဘူးပါညာပြောကြဒါပေမဲ့အဲ့အခြေအနေမျိုးနဲ့ကိုမရတော့လို့အခုလိုမျိုးမလုံးပေးပေါ့နော်ဟိုပြောရရင်အပေါ်စားစီယုံမှုပုံစံမျိုးတွေနဲ့လှုပ်ပြီးတော့ဒါစစ်တိုက်ခိုင်းနေရတဲ့ပုံစံမင်းတို့အဲ့ဒါတိုက်အောင်တိုက်နိုင်အောင်လုပ်အဲဒါရပြီဆိုရင်တော့ငါမင်းတို့ဘာပေးမယ်ပေါ့နော်အဲ့ဥစ္စာကိုမှတ်ပြီးလုပ်ရင်တော့မင်းတို့ဒါအဆုံးသတ်လှမှာမဟုတ်ဘူးပေါ့နော်ပြီးတော့ဟိုသူ့အတွက်ကဒီအခြေအနေမှာအရေးကြီးလာတယ်ဘာလို့လဲဆိုတော့ဟိုကသူကရွေးကောက်ပွဲ ရွေးကောက်ပွဲလုပ်ဖို့သူရေးကြီးနေတာရွေးကောက်ပွဲလုပ်ဖို့ရေးကြီးတယ်ဆိုတဲ့အတွက်ရွေးကောက်ပွဲလုပ်နိုင်အောင်ဒီနယ်မြေတွေပြန်ရမှာဖြစ်ဟုတ်တယ်ဒီနယ်မြေတွေပြန်ရဖို့အတွက်ကပြန်တိုက်နိုင်မဲ့စစ်သားတွေရှိဖို့လိုတယ်အဲ့တော့ပြန်တိုက်နိုင်မဲ့စစ်သားတွေမရှိတဲ့အခါအခုလိုမျိုးပေါ့လို့ပေးစားတွေရှောက်ပြောနေရတဲ့အနေအထားတွေဖြစ်သွားတာပေါ့နော်အဲ့တော့ကျတော့ဘလို့ပဲဖြစ်ဖြစ်သူမျော်မှန်းနေတဲ့ဟာကလည်းဖြစ်လာဖို့ဆိုတာခဲရင်ပါတယ်ပေါ့နော်ပြီးတော့သူ့အောက်မှာရှိတဲ့စစ်သားတွေအနေနဲ့ကြည့်ကြည့်လိုက်ပေါ့နော်သူဘလောက်ပဲမြောက်ပင့်ပြောဆိုပါစေလက်ရှိအခြေအနေမှန်ကိုသိနေတယ်ဆိုရင်တော့ဘလို့မှာ စင်ပြေနိုင်ကြအကြောင်းမရှိဘူးပေါ့နော်ဒါကတော့ဒါမြောက်လန်ရဲ့ဒီနေ့အတွက်ဟာတစကားပေါ့အဲကျွန်တော်နောက်တစ်ခုကတော့ဒါကျွန်တော်ရွေးထားတဲ့ဟာလည်းရှိတယ်အဲအเจ้าရာတော့ကျွန်တော်ကလုတ်ပါညောင်ကျိုးအဲညောင်ကျိုးညောင်ကျိုးညောင်ကျိုးတကယ်ကျိုးသွားပြီပေါ့နော်အဲအနေမှာဒါစစ်တုံးမနေဆိုမနေဘူးညောင်ကျိုးရဲ့ကာသမာလေးတူရဲ့ရာသွဲပေါ့အဲဟုတ်တယ်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 အဲတိဆုံးသွားတဲ့သူတွေဆိုရင်120လောက်တိရှိတယ်ဆိုပြီးသိရတယ်အဲ့ထက်ကနေမှာဒါပါစဘွားနေပေါ့နော် ဒါလူသစ်စုခံရပြီးတော့ဒါညောင်ကျိုးတိုက်ပွဲကနေဒါအလင်းဝင်လာတဲ့ဒါပြည်သူဟိုစစ်မှုထမ်းဥတွေနဲ့အလင်းဝင်လာတဲ့ပါဆနန်းလင်းသူပေါ့နော်သူကာသမားဟုတ်ခရပြောဆိုတော့အဲသူသူသူပြောပြတဲ့ယာစဝင်ပေါ့နော်အဲအဲဥစ္စာနဲ့ပတ်သက်လို့အင်တာဗျူးလေးလုပ်ထားတာရှိတယ်ဒါသတင်းဌာနကြီးလည်းတင်ထားတယ်ပေါ့နော်အဲအဲထဲမှာနားထောင်လိုက်ရတဲ့အချိန်ကျတော့ဟာမင်းတို့စစ်တပ်အဲ့လိုဖြစ်နေသလားအပြီးတော့ကျတော့ပါဆတွေရဲ့အခြေအနေတွေဒါတွေကိုလည်းအများကြီးသိလိုက်ရတယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးရွေးထားတယ်ပေါ့နော် ပထမဆုံးအားရပါရပြောချင်တာလေချောင်းလေချောင်းအားရပါရကြီးကိုကျဲပစ်တာပါနော်မချောင်းရင်လွတ်တယ်မချောင်းရင်လွတ်တယ်ဘာတဲ့ဒီထားကဘလို့ဖြစ်သွားလဲဆိုတော့သူတို့ကျဲတာတော့ဒါခေါ်တာပဲလေချောင်းပြစ်ကူလည်းခေါ်တာပဲရုံးနေလည်းခေါ်တာပဲအမြောက်ပြစ်ကူလည်းပေးတာပဲဒါပေမဲ့ကျဲခိုင်းပြီဆိုတဲ့မြေပုံညွန့်နေပေးတဲ့ခါကျတော့ပုံမှန်ဆိုရင်တော့ကိုမထိတဲ့နေရာကိုမရှိတဲ့နေရာမျိုးအရင်ပေးတာပဲပေါ့ဗျာဒါပေမဲ့အဲ့လိုမျိုးနေရာမှာ ဒါခုနလို့ပါစတွေဖြစ်နေတော့ကြတော့သူကလွတ်လွတ်ဆိုပဲပေးပြကျွန်တော်တော့အဲ့လိုပဲထင်တယ်ဗောနော်သူတို့အတွက်ဒီလူတွေရဲ့အသက်တွေကအဖိုးမတန်အဖိုးမတန်တာဖြစ်တဲ့အတွက်အဲ့နေရာကိုကြာသွားလို့ဒီလူတွေတည်သွားတယ်သူတို့ကဂယူးမဆိုင်ဘူးဆိုပဲပုံစံမျိုးနဲ့ဒီလူတွေနဲ့ပါအကုန်လုံးတလိုင်းတက်တက်ဖွဲ့တွေရောထွေးနေတဲ့အချိန်မှာအဲ့နေရာကိုကျဲခိုင်းပြတဲ့ပုံစံမျိုးလို့ယူဆလို့ရအဲ့တော့ကြပါစကိုသူတို့ကလုံးဝအတုံးချခံတက်တက်လို့သဘောထားထားတယ်ဗောနော်ပြီးတော့ဟိုနေကြောင်းပြကူတို့ drone တို့ဆိုတာလေအခုနောက်ပိုင်းသူပြောပုံရဆိုရင် တို့ဆီကလူကြီးရတဲ့တို့ drone ကြောက်လို့သူကပတ်ပြင်းနေရတယ်အင်းအပတ်ပြင်းနေရပြီးရင် तू ပြောတဲ့အချိန်မှာလည်းပါဒီ drone က error တက်ပြီးရောပေါ့နော်ဘုံသီးနဲ့ဟိုကဖြစ်တဲ့အချိန်မှာပြုတ်ကြရင်ပြည်သူတွေရဲ့နေအိမ်တွေပေါ့ပြုတ်ကြတယ်အဲအဲ့ဒါကိုအမြဲတမ်းမှကျွန်တော်ပြောတယ်ဟိုဘက်ကတော့အမြဲတမ်းအတန်လွှင့်တာဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကပဲပြည်သူတွေကိုဒုက္ခပေးသလိုအတန်လွှင့်ဒါပေမဲ့တို့အထဲမှာတကယ်နေပြီးတကယ်ကြုံခဲ့တဲ့သူကပြန်ပြောပြချက်အရာဒါတွေကိုမင်းတို့ရှင်းရှင်းလင်းလင်းသိတင်တယ်ပေါ့နော်ဟိုမင်းတို့ဘက်ကသူတွေဘလောက်ပဲ ဒီအတန်ကောင်းဟင့်နေပါစေတကယ်တကယ်မြေပြင်မှာကြာပြည်သူတို့ဒုက္ခပေးတာမင်းတို့ဖြစ်နေဒီဘုံနေပြန်ပြီးတော့အဲ့ဒါတက်ပြီးပြန်လာရဲဆိုရင်လေပြည်သူဘောပြုတ်ကြရဲဆိုရင်သူတို့ပဲပြီးတော့သူတို့ရဲ့ဒါအရင်အရင်အရင်တုန်းကပေါ့နော်အဲ့လိုဖြစ်စဉ်တွေလည်းရှိခဲ့ဘူးလေဒီလိုပတ်ပြေးရတဲ့ဖြစ်စဉ်နောက်တွင်းငယ်အခုတာတကာ73အဲ့မှာဒီလိုပဲလေ့ကျင့်တာလုပ်တယ်ပေါ့နော်တမတိုက်စစ်အတွက်လေ့ကျင့်ကြရတဲ့အခါမှာ drone လေ့ကျင့်ပြန်တန်းတဲ့ဟာပါတယ်ပါတော့အီနာကတွေချိန်တယ်အဲ့တုန်းကအီနာကတွေချိန်ပြီးတော့လေ့ကျင့် အဲကိုဒီဒီဟိုပါတော့လူကြီးဆိုတဲ့ကောင်တွေကအဲ့ဟာကိုသူအခန့်အတိုင်းစတီးတွေနဲ့ထိုင်ပြီးတော့လာကြည့်ကြတာပေါ့လေဘယ်ပြင်ပတ်ကိုဘလို့ချမှာလဲဘာလဲပေါ့နော်တကယ်တကယ်တော့လုံလဲလို့ဟော drone ကအချင်းချင်းတိုက်မိတယ်လေးပုံမှာနော်အဲ့လိုဖြစ်နေတာအချင်းချင်းတိုက်မိတယ်ပြီးရ drone ပြန်ခေါ်တယ်ဘုံသီးပါပါလာတယ်ဘုံသီးကပြုံးမကြအောင်ပါလာတယ်အဲ့အချိန်မှာဒီလူကြီးတွေပါတွေထွက်ပြေးရပါရပါနော် အဲ့လိုမျိုးကိုယ်လက်နက်ကိုကြောက်တဲ့ဖြစ်စဉ်တွေရရှိမှနေရရှိတယ်ဟုတ်တယ်အခုလည်းအဲ့လိုပုံစံမျိုးတွေသူတို့ဖြစ်တာရရှိတယ်ဗောနော်အပြီးတော့အဲဝါရဖြန့်တဲ့အကြောင်းဝါရဖြန့်တာအခုထိတော့လုံနေတော့မယ်ပြီးရင်အဲ့ဥစ္စာအခုထိထိရောက်နေတော့မယ်ဗျဟိုဘယ်လိုပဲဖြစ်ဖြစ်သူတို့စီကိုရောက်သွားပြီဆိုရင်သူတို့ကဒီဘက်ကိုရန်သူလို့သဘောထားခိုင်းတာဩအဲ့ကြပါစပဲဖြစ်ဖြစ်ဒီဘက်ကိုထောက်ခံနေတဲ့သူပဲဖြစ်ဖြစ်ဗောနော်အတွင်းနဲ့ဒီစစ်တဲ့အတွင်းနဲ့ရောက်သွားပြီဆိုရင်ကျွန်တော်ဒီဘက်ကဇလိုင်းတက်ဖွဲ့ကိုသူကရန်သူလို့သတ်မှတ်အဲ့ကြရန်သူစီကို တနည်းနည်းနဲ့ကူပြောင်းသွားမယ်ဆိုရင်ဒီတက်ဖွဲ့တွေဒီဒီပါစတွေကိုပေါ့နော်အသက်သေဆုံးအောင်လုပ်ပစ်တယ်ရှင်းပစ်တယ်လက်စာဖျောက်ပစ်တယ်ဆိုတော့ဝါရမိုင်းကိုအခုထိရိုက်သွင်းနေတဲ့အချိန်မှာအခုထိလည်းသူအောင်မြင်နေတော့မယ်အဲ့ဒါအကြောင်းမလို့ကြောက်လန့်ပြီးတော့ပေါ့နော်မလာရဲတဲ့သူတွေရှိသေးတယ်ဆိုပြီးတော့ဒီညအဲ့ရာကိုပြောချင်တာအခုလည်းသူသူလည်းပြောတယ်မဟုတ်ပါဘူးမမှန်ပါဘူးဒီဘက်ကတက်ဖွဲ့တွေကဘလိုတော့ကောင်းမွန်ထားပါတယ်ဆိုတဲ့ပုံစံမျိုးအခုထိရှိသမျှဟာတွေအကုန်လုံးပေါ့နော်ဟိုဘယ်နေရာပဲပတ်စားတွေဝင်လာဝင်လာ ဒါမျိုး interview တွေတောက်လျှောက်လုပ်ပေးနေကြဒါကအမှန်တရားကိုသိစေချင်လို့လုပ်ပေးရကျွန်တော်ဒီဘက်ကတပ်ဖွဲ့တွေကဘယ်တော့မှလွတ်လွတ်စပယ်မလုပ်ဘူးပေါ့နော်ပြီးတော့ဒီလူတွေကဘလို့အချင်းနေမျိုးနဲ့အထဲကိုရောက်သွားသလဲဆိုတဲ့ဟာကိုနားလည်တဲ့အတွက်အခုလိုကြိုးစုံတဲ့ပုံစံမျိုးတွေလုပ်ပေးရအဲကြတော့ဒီဟာကိုကြော်လွန်ပြီးတော့ဒီကြောက်စိတ်ပေါ့နော်ငါတို့လုတ်ပြစ်မလားမသိဘူးဆိုရင်ကြောက်စိတ်လေးကိုကြော်လွန်ပြီးတော့လာစေချင်တယ်ဒီညီလေးဆိုရင်သူဆိုရင်အကျဉ်းကြီးဆက်တွေ့တာနော်ဟုတ်တယ်သူပရမတ်ခါဒါပြီးတော့သူတို့တင်တဲ့ဆင်းတဲ့အချိန်မှာတင်တဲ့နောက်မှာမပြီးဘူး 3လလောက်တက်မှတင်တော့2လတည်းနဲ့တင်တဲ့ဆင်းခိုင်းတယ်ဆင်းခိုင်းပြီးတော့သူ့ကိုမေးတယ်ညီလေးမိခင်တက်ကဘာပါလဲကျွန်တော်တက်ဆိုမြင်အောင်မြင်ဘူးပါဘူးချက်ချင်းကြီးဒါရှီတန်းစစ်စင်ကြီးကိုပို့တယ်ပို့ပြီးတော့တိုက်ခိုင်းတယ်အဲ့အချိန်မှာကိုပဲသူကဆက်သွယ်မှုတွေလုပ်တယ်ဒါပေမဲ့ထွက်ပြေးဖို့မလွယ်ဘူးမိုင်းတွေထောင်ထားတယ်ကင်းတွေချထားတယ်အဲပြီးတော့ထွက်ပြေးတဲ့ခါမှာဒါသူပြန်မိတဲ့နေရာရှိတယ်ဘုံကလည်းမင်းင်းเจ้าအဲမင်းင်းเจ้ามาသူပြန်မိတယ်ဗောနော်အဲအဲ့ဆိုရင်လေဒါ တို့အထဲတန်းကိုဝင်သွားပြီးမှပြန်ထွက်လာမယ်ရတဲ့နည်းနဲ့ထွက်ခဲ့မယ်ဆိုပြီးတော့ပြောတဲ့သူတွေရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဥစ္စာလွယ်ကူသလားမလွယ်ကူလားဆိုတာကိုသိသိချင်းတာအခု तू तू ဆိုလဲဒါခက်ခဲခဲလုပ်ခဲ့ရတာမလွယ်ကူအဲပထမတစ်ခါဆက်သွဲတယ်မရဘူးထွက်လို့ဒုတိယတစ်ခါထွက်ပြေးတယ်အဲတာဝန်ဒီထိရောက်တယ်မင်းင်းကြောင့်မှပြန်မိတယ်ပြီးတော့ပြန်ပြီးတော့သူ့ကိုချုပ်ချတယ်တာဝန်ပြန်ထမ်းဆောင်ခိုင်းတယ်နောက်ဆုံး तू ထွက်လာနိုင်ခဲ့အဲ့အချိန်ဒီကြားထဲမှာ तू အများကြီးစူးစမ်းခဲ့ရတာပေါ့နော်လွယ်လွယ်ကူကူတော့မဟုတ်ဘူးအဲ့ကြောင့်ငါတို့အထက်ရောက်ရင်မှပြန်လာမယ်ကွာဆိုတဲ့ပုံစံမျိုး လုံနေတဲ့ရည်ရွယ်နေတဲ့သူတွေဆိုလည်းကျွန်တော်တို့မဖြစ်စေချင်ဘူးအစနေရမရောက်ဖို့အတွက်ကိုပဲကြိုးစားစေချင်တယ်ဗောနော်ရှောင်စေချင်တယ်ဘာလို့ဆိုတော့အဲ့မတိုင်ခင်မှာတော်လိုင်းတက်ဖွဲ့ရည်နေများတွေ့လို့ခုနလိုမျိုးဒါစစ်တပ်ကកောင်းနေရပဲတေးတေးကွာဆိုပြီးတော့လေရင်ဘုံကျဲခိုင်းလိုက်လို့အဲ့ဆိုမျိုးအသက်ဆုံးရှုံးသွားပြီဆိုရင်တော့ဘာမှလုံးလို့မရအောင်အခုစစ်တပ်ကកောင်းနေထားထားတာသူတို့တစ်စစ်နှစ်တို့လုံးဝအသေးခံခိုင်းမယ်ဆိုရင်တသက်အဲ့လိုပုံစံမျိုးကိုထားထားတာဗောနော်အဲ့ကြတော့အဲ့လိုမဖြစ်အောင်တော့ကျွန်တော်ကရှောင်စေချင်တယ်နောက်တစ်ခုကလား အဲနောက်တစ်ခုကဒါသူတို့ရဲ့အလိန်အလိန်ညာတွေပေါ့နော်ဒါစစ်တပ်ထဲကအလိန်ညာသူတို့စစ်သားတွေချင်းချင်းတော့မလို့လိန်နေရတယ်သူ့ကိုဆရာတယောက်ကပြောပြတယ်ပေါ့နော်အဲ့တက်ဆိုရင်ရှီတန်းထွက်နေရဘူးဗာလေ6နှစ်ရှိပြီဟုတ်6နှစ်ရှိ6နှစ်ရှိသွားပြီအဲ့6နှစ်တော်တယ်မှာသူတို့နောက်တန်းတစ်ခါမှပြန်အောင်ဒါပေမဲ့သူတို့အဲ့ဒီမှာပြောတယ်ပေါ့နော်နောက်တန်းပြန်ရမယ်နောက်တန်းပြန်ရမယ်ဆိုပြီးပြောပြီးတော့တကယ်တကယ်တမ်းကျတော့ရခိုင်ကိုစစ်စင်ရေးထတ်ထိုးဖို့အတွက်ကိုလက်နက်တွေခဲရနေထတ်ထုတ်ခိုင်းနေပေါ့နော်အဲ့ကြတက်ထဲမှာအချင်းချင်းကိုလိန်လည်နေရတဲ့ပုံစံမျိုးလက်အောက်ကိုအမှန်တိုင်းမချပြဘူး ်เอ้ยငါတို့တော့ကွာဒါအထက်ပြီးတော့တိုက်ဆရာရှိတယ်ကွာအထက်ပြီးတော့သွားရအောင်မယ်ကွာအဲ့လိုပုံစံမျိုးပြောဖို့ကိုတို့မဝင်ရဲတော့ဘူးဘာလို့လဲဆိုရှေ့မှာပြောထားတာ6နှစ်ကြီးများတော့ရှိနေပြီဟုတ်တယ်6နှစ်ကြီးတော့မှဒီဖွဲ့တွေကိုရှေ့တန်းထွက်ခိုင်းထားပြီအဲ့ကျတော့နောက်ထပ်မင်းတို့ကိုထပ်ပြီးတော့ထွက်ထွက်ခိုင်းမယ်ကွာတိုက်ခိုင်းမယ်ကွာဆိုရင်အကုန်လုံးထွက်ပြေးတော့မှာအဲအကြောင်းမလို့သူကအမှန်တိုင်းမပြောဘဲနဲ့အခုနောက်ပိုင်းမှာအဲ့ပုံစံမျိုးတွေပိုလောက်တယ်ပေါ့နော်ဘာမှအတိမပေးနောက်တန်းပြန်ရတော့မယ်ကွာဟိုတလောကဒါဖမ်းမိတဲ့သူတွေဆိုလဲပြောတယ်အဲငါတို့ကနောက်တန်းပြန်ရတော့မှာအဲအဲ့လိုပုံစံမျိုးနဲ့နောက်တနေရာပို့ပြတာရှိ အဲ့ကြစစ်တပ်ကအမြဲတမ်းလိန်ညာနေတဲ့ဆိုတဲ့ဟာတွေကိုသိစေခြင်းသူတို့အချင်းချင်းတောင်လိန်နေတာပေါ့နော်ပြည်သူဆိုပြောမနေနဲ့သူတို့အချင်းချင်းအကြောင်းသိတဲ့ကောင်တွေတောင်မှလိန်နေညာနေတာအဲ့ကြပြည်သူဆိုပူလို့တောင်ဆိုဦးမယ်အခုဒါပြည်သူစစ်မှုတန်းဥတွေနဲ့ဒါဆွဲစီခံရတဲ့လူငယ်တွေဆိုရင်ဒါမျိုးပူတော်မယုံနဲ့နေတယ်မင်းတို့စစ်မတိုက်ခိုင်းဘူးတော့မင်းတို့နောက်တန်းမှထားမှာတော့ဟိအောင်စစ်တိုက်မဲ့တပ်ဖွဲ့ရဲ့တသက်ရှိပြီးသားတော့မော်ဘူးအခုကဖတ်စာတွေကြီးကုန်လွှတ်နေတာဟုတ်တယ်ဟိုနေ့ကဒါညောင်ဦးမှာဖြစ်တဲ့ဟာဆိုလေ80လာတယ်90လောက်က ဒါပြည်သူစစ်တို့ပြူတို့ဒါမျိုးပုံစံမျိုးတွေပဲခေါ်လာတယ်အဲပြီးရင်ဒါအင်းတော်မှာဖြစ်တဲ့ပွဲဆိုလေဖမ်းမိတဲ့34ယောက်လုံးကပါစတယ်အများကြီးပြည်ပဲမှာအာအဲ့တော့ကျတော့မိမိတော်မှာတပည့်ရတပည့်ရနဲ့ဟုတ်တယ်မိအတနာဘူးလည်းကောင်းတယ်နော်ဒါတကယ်ပြောရင်တော့အဲ့အချိန်နေအထိမရောက်ခင်မှာကျွန်တော်ကဟိုမရောက်အောင်ရှောင်စီနေတာပေါ့ဗျာအဓိကအဲ့လိုရောက်သွားပြီဆိုရင်အဖွဲ့ရလည်းလောကကံရခက်သလိုသူတို့တွေရဲ့အသက်အနေအရလည်းတကယ်ကိုစိုးရင်ရတယ်စစ်တပ်ကတော့အသုံးချမှာပဲပေါ့နော် ပြီးတော့ကျတော့ဒါကြောင့် AA ရဲ့ထိုးစစ်ပေါ့ AA ရဲ့ထိုးစစ်နဲ့ပတ်သက်လို့လေသူပြောသားဒဇွန်တစားကိုနားထောင်ကြံနေတယ်တော်တော်ဟိုကြောက်ခမန်းလိလိဆိုတော့ထိတာချင်းစစ်တပ်ကကောင်းနေတော်တော်ကိုကြောက်နေရဆိုတဲ့ဟာပေါ့နော်သူကအဲ့စကန်တစ်ခုကိုသူတို့တိုက်တဲ့ချိန်မှာအင်းအား200အစားရှိသေးတယ်အဲရောက်အချိန်မှာသူတို့တိုက်ရတယ်ပေါ့ကွာတိုက်ရတယ်ဟားတယ်ကျန်းနေတယ်တိုက်ပွဲကျန်းနေပါတော့ AA ရဲ့ထိုးစစ်ကလည်းကြောက်စရာကောင်းတယ်ပေါ့နော်အဲအဲ့လိုမျိုးတိုက်ရတဲ့အချိန်မှာသူရောက်200ကနေပြီးတော့80လောက်တည်ပေါ့80လောက်တည်ပြီးတော့120လောက်နဲ့နောက်ထပ်စကန်တစ်ခုသူတို့ပြန်ဆုတ် ဆုတ်တဲ့အချိန်မှာ A ကစနိုက်ပါနဲ့လာပစ်တယ်ပြီးရင်2ရက်ချ3ရက်ချတကလာလာထိုးတယ်ပေါ့နော်လာထိုးစစ်စင်တော့အဲ့မှာနေနောက်ထပ်ထပ်ပြီးတော့ကြာတာတည်းအများကြီးပေါ့နော်အဲ့ကြောင့်အဲ့ကြာတဲ့သူတွေကိုဘယ်လိုဟိုဟာဖြစ်တယ်လဲဆိုတော့15ယောက်10ယောက်15ယောက်အဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ့နော်ကျင်းတူးပြီးတော့မြုပ်လိုက်တယ်မြုပ်ပြစ်ပြီးရနဲ့လုံးဝအမိန်ပြန်လာတယ်ဘာတွေကစမလုပ်ပေးဘူးလုံးဝသူတို့စစ်သားလို့ကိုသဘောမထားဘူးအဲ့မှာတည်တာကတော့ပတ်စားတယ်အများကြီးပဲလို့ပြော အဲ့ကြတော့စစ်တပ်ကတော်တော်ကိုဖွဲ့စည်းပုံပြက်နေတယ်ဆိုတဲ့ဟာပါမင်းအောင်လှိုင်စစ်တပ်ဖွဲ့စည်းပုံပြက်နေတယ်ပြီးတော့အေးရထိုးစစ်ကဘလောက်ထိကြမ်းကြမ်းနဲ့နဲ့စုံနိုင်လဲဆိုတဲ့ဟာကိုဒါတိတာစေတယ်သူတို့စီမှာရှိရတဲ့သူတွေဆိုရင်ဒီကြောင်ပြစ်ကူတောင်းဖို့ပဲတဲတန်စူးစမ်းနေရတဲ့ဖြစ်စဉ်မျိုးအဲဒါမျိုးပုံစံမျိုးတွေနဲ့ကြီးပဲတွေ့ခဲ့ရတယ်ပြီးတော့စနိုက်ပါအသုံးပြုတဲ့ဟာအရမ်းမိုက်တယ်ပေါ့နော်ပြီးတော့ရန်သူလက်နဲ့ကိုလက်နဲ့ဆိုပြီးတော့အသုံးပြုတဲ့ဟာတွေအေးရရှိမှနဲ့တာတာကရှိတယ်ပေါ့နော်အဲ့တော့အဲအခုလိုပုံစံတိုင်းသာဆက်သွားမယ်ဟေးဆိုရင် အဲအေးကကြိုက်တဲ့တိုင်းကိုကြိုက်တယ်လို့ဝင်လို့ရတဲ့အနေထားကြီးဒီဖြစ်လာအောင်ဟုတ်တယ်ဟိုဟာသူကဒီအခုရှည်တန်းထွက်တာဒီညီလေးပြောသွားတဲ့အထက်မှာဆိုရင်ရှည်တန်းထွက်တာ6နှစ်ပေါ့နော်ဟုတ်လား6နှစ်ဆိုတော့ဒီ2000 2000ကျော်ပတ်လည်လောက်မှာအဲအဲ2000ပတ်လည်လောက်မှာပေါ့အဲဒီစစ်တပ်ကညွှန်ကြားချက်တခုထုတ်ထတာရှိတယ်အဲ့ဒီခါကသူကဒီနောက်တန်းဌာနချုပ်ကနေရှည်တန်းစစ်မြေပြင်ကိုစပြီးတာဝန်ထမ်းဆောင်နေပေါ့နော် တာဝန်ထမ်းဆောင်ပြီးတော့မှနောက်တန်းဌာနချုပ်ကိုပြန်ဝင်သည်အထိရက်ပေါင်း120မကျော်အောင်ရက်ပေါင်း120လေးလာပေါ့သွားရက်ပြန်ရက်အပါလေးလာတဲ့မကျော်အောင်ပေါ့စစ်စင်ကာလာစစ်စင်ကာလာလေးလာကျော်သွားတာနဲ့သူကလေးလာကျော်တော့မယ်ဆိုတာနဲ့နောက်တစ်တက်ကသူ့ကိုသွားချင်းအဲသွားချင်းပြီးအဲ့ဒီတက်ကပြန်နောက်တန်းကိုပြန်ဝင်ပြီးတော့နာမိသားစုနဲ့ပြန်တွေ့သူကအဲ့ဒီတက်ကျော်သွားလို့ရှိရင်ဘာဒီဖြစ်လာမယ်ဆိုတော့ဒီလူမှုရေးပြဿနာတွေနောက်တန်းမှာလူမှုရေးပြဿနာတွေရှိလာမယ်အဲ့ဒီဂျားထဲမှာလေသူကအဲ့ဒီလေးလာ သွားတဲ့ကာလမှာလဲတလကိုသူကယောက်ျားကဟိုမိန်းမကသူကဟိုစားတဆောင်အကျော်ဘူးတဘူးအဲသူကလာတဲ့ငွေနဲ့ကလေးကအဲလာလာတဲ့သူသူယောက်ျားကိုထည့်ပေးရမှာပေါ့စားတဆောင်တာကြောင်းမာကြောင်းဒီဟိုရေးရေးရမယ်ဆိုတော့ဟာညွှန်ကြားချက်ချီးပီးသားပေါ့နော်အဲ့ဒီရပောင်120လို့ညွှန်ကြားထားတာကအကူကကလင်းနေဆိုရင်ရပောင်1000 1200ကျော်ဝါကြီးပေါ့နော်ဟိုက1200တော့မဟုတ်တော့ဘူး1200ကျော်တီတီကို ရပောင်1200ကျော်တည်တည်ဘာဖြစ်ဆက်ကြီးအင်းခြေတန်းထွက်နေရ6နှစ်ဆိုတဲ့ဟာက1800ကျော်2000လောက်ဖြစ်သွားတယ်ဟုတ်တယ်ရပောင်1200လောက်ဖြစ်သွားတယ်120ကနေ2100လောက်ထိခြေတန်းထွက်နေရဆိုစစ်တပ်ဘယ်လောက်ထိပွဲပြတ်နေတယ်ဆိုတော့အဲ့ဒီမှာတစ်ချက်သွားပြီးတော့တွေ့ရတယ်နောက်တစ်ခုကသူပြောသွားတဲ့အထက်မှာပဲသူက14 5ရောက်ကိုတခြင်းအဲစစ်တပ်ကအဲ့ဒီဟာလုံးဝလူကြီးရဲ့လည်းလုံးဝမကြိုက်ဘူးလူကြီးရဲ့ဆိုဒီစစ်တပ်ကအုပ်ချုပ်တဲ့အရင်မှုတို့ဗျူဟာမှုတို့တတ်မှတ်မှုတို့ ဆိုတဲ့ဟာရယ်ဘယ်တော့မှလက်မခံခဲ့တဲ့ဖြစ်စဉ်မျိုးအဲ့ရကိုကိုတိုင်းကြုံခဲ့ဘူးတာကိုတိုင်းကြုံခဲ့ဘူးကကိုနေတဲ့စခန်းအုံးမှာပေါ့အဲ့စခန်းကကိုကကုမှုတဲ့စခန်းမှာနေတာ ကုမှုတဲ့ကနေရှေ့ရဘုံနေတဲ့စခန်းကိုအဲ့ဒီခမရ345ပေါ့345ကဒီဘူတိတောင်တက်ဟိုးနဲ့အတူတူပဲတက်မှတမတယ်ပဲသူတို့ကဟိုဘက်စခန်းကိုသွားဖို့ဆိုပြီးကမှကိုလိုစခန်းကနေထွက်တာထွက်တော့စခန်းအောက်ခြေမှာပဲသူကဒီတိုင်ပိုင်းထောင်ထားတာပေါ့တိုင်ပိုင်းထောင်ထားတော့သူကတိုင်ပိုင်း ကွဲလိုက်ကောကွဲလဲကွဲလိုက်ကောအဲ့ဒီတက်ကဟိုကစင်းကလေးဖြစ်သွားတာပေါ့ကစင်းကလေးဖြစ်ပြီးတော့မှသူတက်ကအရာရှိတွေကလည်းဟိုဒဏ်ရာရတဲ့လူတွေကူဟာဟိုအဖေရဒီအဖေရနဲ့အဲ့ဒီမှာကြတာက၃ယောက်ကြပါအဲ owner ဘောက၃ယောက်ကြ၃ယောက်တည်တယ်ပေါ့၃ယောက်တည်သွားတော့အဲ့ဒီ၃ယောက်ဟိုဟာဟိုအဲ့ဒီအောက်ခြေမှာဟိုဟာမဖြစ်တော့အပေါ်ကိုကိုစခန်းပေါ်ကိုပြန်ပြီးတော့မှထန်းတင်လာတာပေါ့ထန်းတင်လာပြီးတော့စခန်းရဲ့အဆွန်မှာအမြုပ်ဖို့ဆိုတော့လို့တော့သူတက်ကအရာရှိတွေကမအားဘူးအမိန်ပြန်လာရေးပါညာပေါ့ ဟိုပြီးဟိုအထက်ဌာနကလည်းဘလို့ဖြစ်ကုန်တာလဲဘလူတိကုန်လဲဘာလဲဆိုအကုန်မေးကြတာပေါ့ချုပ်ချက်တွေခန့်တာချုပ်ချက်တွေခန့်တာအားနဲ့ကိုတို့ကအမေးမခံဘူးလေဟိုနေမီကန်စခန်းတက်ဆိုတော့အမေးမခံရတော့ကိုတို့ကတွားပြီးတော့ဝိုင်းကူလုတ်ပေးလိုက်တာပေါ့ကူလုတ်ပေးလိုက်တော့အဲ့ဒီမှာအဲ့ဒီ၃ယောက်ကိုမြှုပ်ဖို့ဆိုပြီးတော့မှကိုကမသိဘူးပေါ့နော်ငယ်လဲငယ်တော့၃ယောက်ကိုမြှုပ်ဖို့ဆိုပြီးတော့တခါလေ၃ယောက်ဆန့်နေချင်းချင်းတချင်းတူးလိုက်တာပေါ့လွယ်လွယ်ကူကူပဲလွယ်လွယ်ကူကူပဲတေးတယောက်တချင်းနေပါလုံးနေတော့ တော့သုံးအောင်ဆက်နေချင်းတချင်းတူးလိုက်တဲ့အချိန်မှာအဲ့မှာစီနီယာက လာပြီးတော့မှတခါရဲတင်ပေးတာပေါ့ဒါမျိုးကစစ်ရှုံးမှစစ်ရှုံးမှမြုပ်တာပေါ့စစ်ရှုံးမှဆိုတာလေအချိန်မရမှာပေါ့အချိန်မရပြီဆိုတော့စစ်ရှုံးမိကြီးလေအေးစစ်စစ်လုံနိုင်တဲ့အနေအထားမျိုးမဟုတ်တယ်တွေဒါဒါစစ်ရှုံးတာပဲအချိန်မရတာပြေးပြေးသွားရင်းနဲ့ဟုတ်တယ်အချိန်မရတာတို့စစ်ရှုံးတာတို့ကြမှာလုတ်တဲ့ကိစ္စပေါ့နော်ဒါမျိုးမလုတ်အောင်သူကသူတယောက်ကိုတခြင်းတီးတန့်လုတ်ရတယ်ပေါ့ဖြစ်နိုင်လို့ရှိရင်ဒီနီးသက်ရပြင်းများလေးနဲ့ ဟောင်းပုံစံမျိုးကွန်မီဒီဂယ်လေးနဲ့ဟိုဟိုဟွာလေးဟွာလေးနာမည်လေးရေးပေါ့။ဟိုညာအဲ့ဒီဟာလေးပေါ့။အဲ့လိုလေးလုတ်ပေးရတယ်ပေါ့။တာတာနာနာလေးဖြစ်အောင်တခြားလုတ်ရတယ်။အဲ့ကြမှာတယောက်တစ်ချင်းပြန်ပြန်ခွဲပြီးတော့မှတူးရတာပေါ့။မမရရ။အဲ့တော့ तू ကဒီကိစ္စကဘယ်မှာဖြစ်ခဲ့ဘူးလဲဆိုလာရှိုးမှာတုန်းကလေလာရှိုးဒီဟိုဟာလောက်ကိုင်းမဲ့တိုက်တုံးကဆိုလို့ရှိရင်လေအဲ့လိုမျိုးအချိန်မရတဲ့ခါကျတော့ဒီ MNDA ရဲ့စနိုက်ပါအဲ့ကလေးကမီတာ၄၀၀၀လောက်အထိဟိုဟို ြစ်နိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်မီတာ၄00တချို့အာဆိုမီတာ9000လောက်အထိပြစ်နိုင်တယ်အဲ့ဒီမှာဒီကိုလူကိုအေးအေးဆေးဆေးမြှောက်ချိန်မရတော့တဲ့ချိန်ဒီမှာကြီးအကြီးတစ်ခုဒါမှမဟုတ်ရှင်တနေရာမှာတွေ့တဲ့ကြောက်တစ်ခုတည်းကိုခြိုင်ခြိုင်တစ်ခုတည်းကိုထည့်ပြီးတာနဲ့အပွားနေမြေဖုံးရတဲ့ပုံစံမျိုးလုတ်ခဲ့ရတာတွေရှိတာပေါ့အဲ့တော့အခုကအချိန်မရတော့ဘူးဆစ်ရှုံးနေပြီဆိုတော့ဟာအဲ့ဒီမှာသွားပြီးတော့ပေါ်လွင်နေတယ်ပေါ့ပေါ်လွင်နေရပြီးဒီမှာကအဲ့သူက အရင်တော့ရန်ကုန်မှာဒီအာနာသိမ့်ပြီးကလေးကစာကား20ကိုထားထက်တာအာနာသိမ့်ငါသားကလေးကပေါ့နော်စာကား20ကိုထားထက်တာကရန်ကုန်မြို့ပေါ်လုံညုံရေးအဖြစ်မင်းသားတွေပေါ့တည်ရမှာအဲဟိုကာတဝီဝီနဲ့ဟာအေးတို့ပြေကုန်တို့ကာတဝီဝီနဲ့ရှောက်ရှောက်လုံနေတဲ့ကောင်ကြီးအခု तू ပြောတဲ့တက်ထဲမှာ9နှစ်တို့9ကို6တို့ပါလာပြီဆိုတော့ဒါစကားက20လဲအဲ့ဒီကိုထပ်ပြီးတော့ထပ်ပြီးတော့အင်အားဖြည့်ထားပြီဆိုတော့အတွင်းထဲမှာဒီ အီယာရီမြေကူးတရာကြီးနဝရေတရာကြီးကိုကူပြီးွားတာနဲ့လမ်းတစ်လျှောက်ကဒီရန်ကုန်တန်းပေါက်တော်မဲ့အနေထားမျိုးဖြစ်သွားပြီရင်းအားမခံမိမဲ့ကောင်းနေမရှိတော့ဘူးဟုတ်တယ်ဘာမှမရှိတော့တမချောချောလည်းမရှိတော့ဘူးဟိုခွန်ခွန်အဖွဲတွေကလည်းဟိုမှာဟိုကတာအင်းတော်မှာဟိုမှာပွဲပွဲပြက်နေပြီစားကလေးကလည်းဟိုမှာပွဲပြက်နေပြီစားကလေးလည်းအချိန်နေမကောင်းဘူးအခုအဲ့ဒီရန်ကုန်နားမှာဘာမှကိုမလုံးနိုင်တော့ပဲနဲ့နောက်ဆုံးအားအကြောင်းမလို့သူကစားက6နေပြီးတော့မှတက်လှမ်းရတဲ့ပုံစံမျိုး ။အထီးဒုက္ခရောက်နေပြီလို့ပြောချင်တာပေါ့။အဲ့တော့စစ်တပ်ကတော့တော်တော်ကြီးအခြေအနေဆိုးရွားနေပြီးအခုဒီညောင်ကျိုးစခန်းအခြေအနေရဲ့ပြီးလို့ရှိရင်သောနာသူကဆုံရှုံသွားတဲ့မျိုးတွေကိုပြန်သူကအပေးယူနေတောင်လုံလုံနေသေးတယ်။ဟိုကလုတ်ပေးရင်ငါဒီဟာပေးမယ်နော်။ဟိုကလုတ်ပေးရင်ဒီဟာပေးမယ်နော်ဆိုတော့အခြေအနေမျိုးတွေဘာဘာလို့ခေါ်မုံကျွေးမယ်။ လိုက်စီယုံပြီးတော့မှလေလေပြင်းကြီးပေါ့နော်ငေါတော့ငေါတော့လေလေလေဝိဆိုရင်ဝိပြီးတော့မှသူ့ရဲ့ပွဲပြဲမှုကိုသူပြောတဲ့စကားတွေထဲမှာပါပါလာတာပေါ့ဘယ်လောက်ထိခံစားနေရပြီဘယ်လောက်ထိစစ်တပ်ကရှုံးနေနေပြီဆိုတဲ့ဟာတွေကိုအများအမ်းပေါ်လင်းနေအဲ့တော့တော်လန်ရေးရဲ့ခကြီးကရှေ့ကိုတော်တော်ရောက်နေပြီဆိုတဲ့ဟာကိုပြောကြရင်လည်းကျွန်တော်တို့ရဲ့စကားဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်